လုံးဒီစီစဉ်တူတုံးကအဆုံးသတ်မှာရေတိုင်းလေတိုင်းဘိုးတော်ဘုရားနှစ်ပါးနဲ့ဆေယောကောင်းလေးအမောင်ဂျန်တို့တို့ပေါင်းချတာတော့မနိုင်ခဲ့တဲ့ဂင်းချေမြားကြီးစင်ဒီချိုရိုကိုဆရာလုံးဂရီလက်သီးတစ်ချက်ထဲနဲ့အမောင်ခြေပစ်လိုက်တော့မှတ်မိကြအောင်မှာပါဟီးရိုးတွေကိုအသိဘုံနဲ့ဟီးရိုးဟန်တာဂါရူလည်းအိုရိုဂျီရဲ့မကောင်းဆိုးအားဖွဲ့စည်းကသိန်းငတ်ကြီးကောင်ရောက်လာပြီးတော့ဘိုးတော်နှစ်ယောက်လက်ချမ်းနဲ့မာလကီမယားကြီးမှာကဲထုတ်ပြီးသွားခဲ့ပါတယ်လုံးခဲ့တဲ့၃နှစ်လောက်ကမဟုတ်လို့မမှတ်မိကြတော့ရင်လည်းရင်ပြန်သွားကြည့်ဖို့တောင်းဆိုခြင်းပါတယ်ဘာမဆိုင် ကျွန်တော်တို့အဲ့သုံးနေတော့ကလေးလေးပဲမို့လို့ချွတ်သားလေးဖြစ်တဲ့အတွက်ဘာမှတင်ထားခြင်းလည်းမရှိပါဘူးအဲ့တော့ကိုပေါ့သွားရှာကြည့်လုတ်ပေးပါဆိုပြီးတော့တောင်းဆိုရင်တော့နောက်ကြရင်အာယုံရရင်လည်းလုတ်တာပေါ့မရရင်လည်းမလုတ်တော့ဘူးပေါ့โอเคတော့ဒီနေ့မှတိဆက်ပြီးသွားမှာကတော့တချတိုးကရုံလုံကရီလက်တီကရုံဂျပန်ကရုံစားတဲ့နာမည်ပေါင်း16000နဲ့နာမည်ကြီးတဲ့ဆရာသမားဆိုင်တာမပါဝင်တဲ့ One Punch Man Season 3ပဲဖြစ်ပါတယ် Let's go ဟီးရိုးဖွဲ့စည်းရဲ့အစည်းအဝေးမှာဇင်နီချီရိုကြီးရုတ်တရက်ပျောက်သွားခဲ့တာကြောင့်အကြီးအကဲတွေလည်းဒူလောဒူလောဖြစ်နေခဲ့ကြပါတယ် တချို့အကြီးအကဲတွေကသူတို့နောက်ဆုံးလွတ်လိုက်တဲ့ကင်းရဲ့လက်ချက်ကြောင့်ရှော့သွားပြီလို့ထင်နေပေမဲ့အားလုံးသိကြတဲ့အတိုင်းပဲကင်းကရန်သွားစားပြီးတော့စိုင်းတာမကဝင်ထိုးပစ်လိုက်တာဖြစ်ပါတယ်။အဖြစ်မှန်မသိတဲ့အကြီးအကဲတွေကကင်းကိုရန်တွေအထင်းကြီးကြီးနေပြီးဟီးရိုးမဟုတ်သောဂါရိုးကိုမဖမ်းနိုင်လိုက်တဲ့ဆေးဘာဖန်ကိုတင်းနေခဲ့ကြပါတယ်။သူတို့ကဂါရိုးကိုမကောင်းစွာဆင်းနဲ့ထဲဖို့လုပ်နေကြပြီးတော့အန်ဒီယန်ဆင်းကိုလည်းငကားဆင်းနဲ့တတ်မှတ်ဖို့တိုင်ပင်နေကြပါတယ်။ဆေးဘာဖန်ကဂါရိုးကိုမဖမ်းနိုင်လိုက်ပေမဲ့ညီကိုနှစ်ယောက်ပေါင်းပြီးတော့အပီတီးခဲ့ကြတာကြောင့်ဂါရိုးတယောက်ဒိုင်အရီလူးသွားတာ သူတို့အတွက်အဆုံးမရှိပါဘူးလို့အကြီးအကဲတွေက ပြောနေခဲ့ကြပါတယ်။အကြီးအကဲစစ်ကထိတ်တန့်စင်ဟီးရိုးတယောက်ဖြစ်ပေမဲ့လည်းဘာမှမလုပ်ဘဲနဲ့ဆောင်ပြင်းတက်နေတဲ့ blast ကိုခေါ်ထုတ်လိုက်လေလို့ပြောပေမဲ့သူကဟီးရိုးဖြစ်အတီမလုပ်ဘဲနဲ့ volunteer ပဲလုပ်တာဖြစ်လို့ခေါ်လို့မရဘူးလို့ပြန်ပြောလိုက်ပါတယ်။ blast ကနာမည်မကြီးခြင်းနဲ့ဟီးရိုးတယောက်ဖြစ်ပြီးတော့အောင်ဆိုင်တော်မခံခြင်းနဲ့ပြင်လူသီးမခံကျင်တာကြောင့်ဖောင်ထဲမှာတော့တခြားသူရဲ့ပုံကိုကတ်ထားတဲ့ကောင်ပဲဖြစ်ပါလေလူသားတွေရဲ့ရေးအတွက်ဆိုရင်ရှေးတန်းနဲ့ကာကွယ်ပေးမှာပါလို့အကြီးအကဲတွေပြောနေကြတဲ့ချိန် တထေးကြီးနာရင်ကီကရောက်လာပြီးတော့9000ကိုမကောင်းဆိုးအားဖြင့်ဖမ်းခေါ်သွားတာ24နာရီရှိနေပြီမင်းတို့ကဒီမှာဘာတွေလေပေါ်နေကြတာတုံးလို့လာဖဲခဲ့ပါလေအိုက်ခါနာရင်ကီရဲ့သားတော်ပေါင်းကဲဆဲကိုတောင်းယူမဲ့ဇာကင်ကဲဆွဲကောင်ထွက်လာပြီးတော့တွေးရတာဝမ်းသာပါတယ်ဆရာဆရာသားကိုအများဆုံးရှာပေးမှာပါလို့အာမခံပေးလိုက်ပါလေချိန်ထဲမှာပဲတက်ဆုမာကီကဒီမကောင်းဆိုးအားတွေဘုံတွေနေရာသာရှာပေးစမ်းပါကျမတယောက်ထင်းနဲ့ရပါလို့အားချောင်းနေပြီးတော့ဆုံးရတာဒါကြိုက်တဲ့ချိုင်းဘရာကတော့ဇင်းဒီချီရဲမြေအောင်လမ်းကြောင်းတွေကတစ်ဆင့်မကောင်းဆိုးအားဌာနချုပ်ကိုရှာဖို့လုပ်နေခဲ့ပါလေ ဂျိုင်းဘရိုင်အတန်သယုတ်ဆောင်ကတော့ကျွန်တော် channel မှာတင်ဆက်ခဲ့ပြီးရဲဂျိုင်းဘဆာမူရိုင်းလက်ဂျန်တွေကဂျိုင်းဘရဲ့အတန်သယုတ်ဆောင်ကိုအန့်မဟုတ်ပါဘူးအဲဂျိုင်းဘနေရာမှာအတန်သယုတ်ဆောင်နေသူပါလို့ပြောတာပါအဲ့တော့ဂျိုင်းဘစီရိုကြည့်နေတယ်ဆိုတော့နည်းနည်းညွှန်းလိုက်အောင်မယ် channel playlist ထဲမှာဆာမူရိုင်းတန်းဂျိုင်းဘဆိုတာလေးရှိပါတယ်တွားပြီးတော့ကြည့်ပါအဲ့မှာတပုတ်ချင်းစီလည်းကြည့်လို့ရတယ်ပေါင်းတင်ထားတာတော့ဟိုထိဒီထိနဲ့အကုန်ဖြတ်ထုတ်ထားဆိုတော့ပေါက်ကြရတယ်ဖြစ်နေမှာပေါ့အဲ့တော့တပုတ်ချင်းစီလေးတေးစာသွားရှိုးလိုက်ခုမကြည့်နဲ့အောင်လာခဲ့ဒီမှာဒါအောင်ရင်ပြီးအောင်ကြည့်ပြီးမှသွား Okay, တော့ဆက်သွားမယ်ဆိုရင်ဖူဖူကီကတရေမြို့တော်မှာရှိနေမှာဖြစ်နိုင်ဦးလားလို့မေးလိုက်တဲ့အခါ ။စာကင်ကင်ကမျက်စိပရိုဂျက်တာကနေ dry night ရဲ့ပုံကိုထုတ်ပြပြီးတော့အဲ့ကောင်ညာကျွန်တော်တို့တားတယ်တည်းဖင်ရားပြီးတော့တဲမျိုးတော်တွေဝင်သွားတာ။ခုဒီပြန်အောင်မလာတော့ဘူးလို့ပြောပြလိုက်ပါလေ။ဘယ်တိုက်ပွဲမှာမဆုံးဘူးပြင်မဲ့ပြန်ပေါ်မလာပုံထောက်ရင်မသာပေါ်သွားပြီလို့တတ်မှတ်လိုက်တော့မယ်လို့စာကင်ကင်ကပြောလိုက်ပြီးတော့တရဝါကြီးဖွဲကဘာမှမလုပ်ခင်အချိန်3ရက်ပေးထားလို့ပြောပြလိုက်ပါလေ။တပတ်မှာတော့ဘုံအောင်နေကြတဲ့တရဝါလေးတွေကိုတတ်ပြီးတော့ပြန်လာတဲ့အထာမင်းဆာမူရိုင်းတို့အသင်းဆောင်နေရမယ်လို့စူပါအလိုင်းဒါရှိုင်းကပြောလိုက်ပါတယ်ဒီကောင်းနေမှာရှေလိုနာကြောင့်မလို့နောက်ဆိုရင်နေကာလို့ပဲခေါ်ပါတော့မယ်အားလေးတစ်ချက်မှတ်ပေးပါ အဲဒီမှာအမိုင်းမတ်ကရောက်လာပြီးတော့အတမ်မစ်ဆာမူရိုင်းတွေရဲ့အဖွဲ့ဝင်တွေကဒါအကိုဝိနေရကြောင်းစောက်ဘောကြီးတွေပဲအဖမ်းခံရတွေအုံချခံရတွေဖြစ်လာရင်ဇရားတွေရှုပ်လာလိမ့်မယ်လို့အတမ်မစ်ကိုပြောလိုက်ပါတယ်။ဒါကြောင့်အတမ်မစ်ကလည်းဒါဆိုငါဖွဲ့တွေဝင်ပါလားလို့ပြောလိုက်ပြီးတော့အမိုင်းမတ်ကလည်းသူ့ဘာသူအေးဆေးနေအောင်လာရှုပ်သွားတဲ့သတော်ဝါတွေကိုရှင်းပြဖို့ပါမယ်လို့ပြောလိုက်ပါတယ်။နောက်တော့ငနေလေးကငါအမေတပူချမ်းတယ်လို့အတမ်မစ်ကိုပြောနေပြီးတော့အတမ်မစ်ကလည်းဒေါသတွေကိုအတင်းထိန်ပြီးတော့ဟုတ်လားဟုတ်လားလို့အန်ဂျိတ်ကပြောနေပါတော့တယ်။တပတ်မှာတော့ပူလီပူလီပရစနာဒါမှမဟုတ် ဂျော်ဒဂီးကောင်ကိုထောင်မူကထောင်ကနေလှုပ်ပေးလိုက်ပါတယ်။အချောင်းတော့ထောင်ထဲကအချင်းသားတွေကိုမကောင်းစွာဖြစ်ပြောင်းပြီးတော့ခေါ်ခေါ်ထုတ်သွားတဲ့ကြောင်ကြီးကိုဖမ်းပြီးတော့ကလစားခြေခိုင်းမှုပဲဖြစ်ပါတယ်။ဒါကြောင့်ဂျော်ဒဂီးလည်းစိတ်ချပါစရာကြောင်သားဆုပ်ပြုတ်လှုပ်တော့ပေးလိုက်ပါမယ်လို့ပြောပြီးတော့သွားတော့မယ်လှုပ်တဲ့အချိန်မှာအထဲကနေတိန်ထူတဲ့ထောင်သားတယောက်ကဂျော်ဒဂီးကိုဆွဲတာလေးထည့်ထည့်လှမ်းပေးလိုက်ပါတယ်။ချိုင်းဘရာကတော့မတ်တန်တိုက်ကိုလမ်းဆက်သွယ်လိုက်ပြီးတော့သရဝါအဖွဲသိရှိတဲ့နေရာကိုပြောပြပေးဖို့ပြောလိုက်ပါတယ်။မတ်တန်တိုက်ကတော့ပြောပြရင်တစားကံမဲ့သေမာဖြစ်ပြီးတော့ ပြောပြလိုက်ရင်တော့အဲ့ဒီကိုလွတ်မြဟီးရိုးတွေကုန်ရှော့ကုန်မှာဖြစ်လို့ပြောပြပဲနဲ့တင်းခံနေပါလေ။သူရဲ့ခန္ဓာကိုယ်ကလည်းမကောင်းဆိုးပါ။တရဝအဖွဲ့စည်းရဲ့ဘရင်ဖြစ်တဲ့အိုရိုချီရဲ့လက်သီးချဲချောင်းဆုပ်ပြတ်တက်လို့နေခဲ့ပါပြီ။ခြေထဲမှာပဲနာရင်ကီကဟီးရိုးအဖွဲ့စည်းရဲ့ကယ်ဆယ်ရေးကိုမဆောင်ကျင်တော့တာကြောင့်သူတပည့်တွေကိုအထူးဝတ်ဆောင်နေစင်မေးပြီးတော့ကလာကားတွေကလို့ညောင်နေသွားငါသားကိုသွားကြေကြဆန်းလို့လှုပ်လိုက်ပါလေ။အဲ့ဒီဖွဲ့နာမည်ကတော့နာရင်ကီတပ်ဖွဲ့ပဲဖြစ်ပြီးတော့ဒါပြည်သူခေါ်ပြီးတော့ပြန်လာနိုင်ဆယ်သက်စားမကုန်တဲ့ပတ်စံတွေပေးမယ်လို့အာဘီစ်ကပြောလိုက်ပါလေ။ မမဖူဘူကီကတော့သူမရဲ့ blazer အဖွဲ့ကြီးပျက်စီးသွားတာကြောင့်စိုင်ဒါမရဲ့အင်ကိုဌာနချုပ်အသိလို့ဖို့ရွယ်ချက်နဲ့ရောက်လာခဲ့ပါလိမ့်။ဒါပေမဲ့အထဲကနေတကားဖွင့်လိုက်တာကရေလီဘိုးတော်နှစ်ပါးဘန်းတဲ့ဘုန်းတော်တွေကဘုံပဲဖြစ်နေပါလိမ့်။ဒါကြောင့်ဘုန်းလဲဖူဘူကီကိုအထဲကိုခေါ်သွားလိုက်ပြီးတော့ထဲမှာတော့စိုင်ဒါမဂျန်နိုစ်နဲ့ကင်းတို့ကမိုဘိုင်းလက်ကျန်ဆော့နေခဲ့ကြတာပါ။ဘန်းကလည်းခါအုပ်စေးလိမ့်တော့ဖိနေပေါ်နေပြီးတော့အပြင်မှာကဘာပြတ်နေတဲ့အချိန်မှာအေးစေးဖြစ်နေကြတဲ့ဂျိုသားငါးကောင်ကြည့်ပြီးဖူဘူကီတယောက်လည်းသွေးတက်သွားခဲ့ရပါလိမ့်။စိုင်ဒါမက ဟဲ့နေရမှာဘာလုံးညာလေးလို့မေးလိုက်တော့အေးပေါ်ချင်းနေဖြစ်နေပြီလုံကလေးရဲ့ဟမ်အပြင်မှာမကောင်းဆိုးရသတ္တဝါအဖွဲစည်းကြောင့်အကုန်လုံးတိုင်ပတ်နေကုန်ကြတာသိရလားလို့မေးလိုက်တော့ဆိုင်သားမကဟာရန်ဆုံးနေပါဆိုအောင်လာနောက်နေလို့ပြန်ပြီးတော့អော်ပြောလိုက်ပါလေဖူဘူကီကကင်းရတော့ဂရုံးနဲ့နေတာဆိုပေမဲ့စေဘာဖန်ဖြစ်တဲ့ဘန်းနဲ့ဘုန်းတော်ကဒီမှာဘာလုံးနေကြရတော့လို့မေးလိုက်ပါလေတကယ်တော့ကင်းချင်များကြီးနဲ့တိုက်ပြီးမှဘန်းခါနာလို့ဖင်ဆေးလိမ့်နေပြီဟာခါနာတာဖင်ဦးအီလိမ့်ကွာဘုန်းကတော့ဒူးနာသွားလို့ခဏလာတဲနေကြတာဖြစ်ပါလေနောက်တော့ဖူဘူကီက ဲဆိုင်တားမှာနေရမသိမလန့်နေသလိုပဲနေအေးစေးတာဟန်ဆောင်နေအောင်ကြောက်နေရမလားလို့မေးလိုက်တော့မကြောက်ပါဘူးလို့ဆရာကတော့ပြန်ပြီးတော့ပြေးပါတယ်ဒါတော့ဖူမကီလည်းကလာကြလာကြရေးပေါ်အချင်းတွေဆွေးနေမှရတော့မယ်လို့ပြောနေပြီဂျန်နိုစ်ကိုဟဲ့နေရ S-run လေဒီမှာပါလာလုံးညာလဲလို့မေးလိုက်တော့ကျွန်တော်ဆက်ပြက်လို့ခဏနားနေတာဖုန်းနေဆက်သွေးရလဲဆရာကတော့ရဲ့လက်သီးချိန်ကြောင့်အကုန်လုံးပြက်ကုန်ပြီလို့ပြောပြလိုက်ပါတယ်ဂူလက်ရှိမှာတိုက်ခိုက်ဖို့အတွက်အစီအစဉ်ဖြစ်နေတာကဟဲ့ဆိုင်တားမှာနေနေငါပဲရှိတယ်လို့ဖူမကီကပြောနေပြီဆရာကတော့ပေတီတင်းနဲ့ကြောင်ကြည့်နေပါတယ် အဲ့ဒါနဲ့ဟိုကလည်းဟဲ့ကြောင်ကြီးမင်းနဲ့လိုချင်းတကောင်ယူသွားဆိုပြီးတော့ဂါရိုကဟီးရိုးမဟုတ်ဆိုးမလို့ဟီးရိုးတွေအားလုံးကိုတိုက်ခိုက်ခဲ့ပေမဲ့အဲ့ထဲမှာသူမပါနေတာကြောင့်ဂရုံးလဲဒါဝိယုံဂရုံးပေါ်ထိတ်ကွက်တာပဲလို့တင်းသွားပြီးတော့ချက်ချင်းဝေးဆောင်တွေကောက်ဝက်ကတိုက်ခိုက်ဖို့လှုပ်ပါတော့တယ်ဂျန်နုဆာဆရာဂါရိုဗမာရှိလဲသိလားလို့မေးလိုက်တော့မသိဘူးလေသွားချလိုက်ဦးမယ်တွေးလို့တော့စောက်ကွက်တက်တဲ့ကိုထိုးပလိုက်မယ်ငါလုံးမပြန်လိုက်ဂိုဘီတော့ဝယ်ခဲ့ပြန်ရအောင်လို့ပြောကထွက်သွားခဲ့ပါတယ်အဲ့ချင်းဂါရိုကအချင်းအောင်တစ်ခုထဲမှာပြန်ပြီးတော့သတိရလာခဲ့ပါတယ်နိုလာနဲ့ဘေးနားမှာစာဆောင်ကိုတွေးလိုက်ပြီးတော့ သူ့ကိုကယ်ပေးထားတာကမကောင်းဆိုးဝါးသရဝါဖွဲ့စည်းကားလို့စားထဲမှာရေးထားပါလိမ့်။ထွက်ပြေးကိုမစိုးစားပါနဲ့လို့လည်းစားထဲမှာရေးသားထားပြီးအပြင်ကိုရောက်တာနဲ့ဟီးရိုးတွေဖင်ဝိုင်းချတာခံရမှာလို့ပါသတိပေးထားလိုက်သေးတာပါ။ဒါမဲ့ဂါရုကတော့ဘိုင်လဲစားရေးလဲငတ်နေရကြအောင်တန်တိုင်းတွေကိုကန်ဖွင့်လာပြီးတော့ခြေဥတွေရာရှောက်လာခဲ့လိုက်ပါလိမ့်။ရှောင်းလိုင်းအဆုံးမှာတော့နာရင်ကီလွတ်လိုက်တဲ့အီဘောလိုတပ်သားတွေကိုမြင်ရမှာဖြစ်ပြီးဘလောက်ကျန်းလဲတော့မေးမနေပါနဲ့။မကောင်းဆိုးဝါးဘင်းရဲ့ရှေ့မောက်မှာဒူးလေးထောက်ပြီးတော့ကျွန်တော်မတတ်ပါနဲ့ကျွန်မမတတ်ပါနဲ့ဆိုပြီးတော့တောင်းပန်နေရတာပါ။ သူတို့ရဲ့ရှေ့မှာတော့အိုရိုချီကတရားစီရင်ဖို့လုပ်နေပြီးတော့နာရင်ဂီတပ်ဖွဲ့တွေကဟိုဆဲဥသာဝေမလျှော့ရင်ငါတို့နိုင်တော့မှာလို့မျက်ရည်လဲဆွဲကြီးနဲ့ပြောနေခဲ့ကြပါတယ်တကယ်တော့သူတို့တိုက်ခိုက်ပြီးတော့အိုရိုချီလက်ကိုအပ်လိုက်တဲ့သူက Machine God G5 ဆိုရင်ဘိဆာအဆင်းရှိတဲ့စက်ရုပ်တကောင်ပဲဖြစ်ပါတယ်ကရုံးစီစဉ်တူကကြာခဲ့မလို့မမှတ်မိတော့သူတွေအတွက်အန်ရအစင်လေးတွေပြန်ပြီးတော့ရှင်းပြပေးပါရစေ။ One Punch Man Universe မှာအစိုးရကလူဆိုးတွေရဲ့အန်ရရှိမှုကို Wolf Tiger Demon Dragon နဲ့ God Level ဆိုပြီးတော့သတ်မှတ်ထားပါရစေ။ဒါမှန်လူဆိုးတွေထဏနဲ့ပူချမ်းတဲ့ကောင်လေးတော့ Wolf လို့သတ်မှတ်ထားပြီးတော့ လူနည်းစုကိုအန္တရာယ်ပေးနိုင်တဲ့ကောင်တော့တိုင်ဂါမျိုးတမျိုးကိုဖျက်ဆီးနိုင်သွမ်းရှိတဲ့ကောင်တော့ဒီမွန်နဲ့လူသားတို့ကြီးတစ်ခုလုံးပျက်စီးစေနိုင်တဲ့ကောင်တော့ကျွန်တော်တို့လိုပေါ့အမ် god level လို့သတ်မှတ်ထားတာပါစောက်ကျင်းကြီးပေါ့အဲ့တော့ပုံနေတဲ့ကားတို့မပုံမနိုင်ငါတီးပြီးသားထွက်လာခဲ့ရောင်လူလန်းခေါ်လိုက်ပြီး G5 ကနာရင်ကီတာသားတွေကိုသတ်မှတ်ပြစ်ပဲလက်နက်ဖြင့်နဲ့အုံချဖို့ကြံပေးလိုက်ပါလေအဲ့ခါအိုရိုချီလည်းသဘောကျသွားပြီးတော့စနေနံနှခိုင်းရှယ်ထွားကြိုင်နေတဲ့လူဆိုးမမတစ်ယောက်ကကြာဖို့နဲ့လိုက်ရိုက်လိုက်တဲ့အခါမှာတော့သူတို့တွေလည်းပို့ပြီးတော့တန်မာတဲ့လူဆိုးမိစ္ဆာကောင်းကြီးဖြစ်သွားခဲ့ကြပါတော့တယ် ။နောက်တော့ Orochi ကဂါရုကိုသူ့ဘက်မှာစွမ်းအားကြီးမိစားကောင်းလေးများရှိနေပေမဲ့ဥဆောင်ပေးမဲ့ခေါင်းဆောင်မရှိနေကြောင်းခေါင်းဆောင်လှုပ်ပေးဖို့ကမ်းလှမ်းလိုက်ပြီးခေါင်းဆောင်ဖြစ်လာခြင်းပဲဟီးရိုးပဲဖြစ်ဖြစ်ဟီးရိုးတယောက်ရဲ့ခေါင်းကိုယူလာပေးရမယ်လို့မိန့်ချလိုက်ပါတော့တယ်။